ဟာဥလေးတို့တော်တော်ချမ်းတဲ့အိမ်ကြောင်းလို့ဟာညီမလေးဟုတ်ရဲ့မဟုတ်ပဲညီမလေးကလုံးချမ်းပြီးပြောမလားကိုကိုပြောပုံပါလေညီမလေးကိုမတင်ကားလို့ပါလို့ပြောအမဟုတ်ပါဘူးညီမလေးရုပ်ရဆိုကိုကအံ့ဩတော့လို့ပါအဲ့တော့အဲ့တော့အဲ့တော့ညီမလေးကိုရန်ကုန်ခေါ်ဖို့ကိုကိုစီစဉ်တော့ကိုလေးနဲ့တော်လေးလို့ပါလေဒီလိုနဲ့ဒီလိုလိုက်နေကိုတော့ပြောပါရဲ့ဟာလိုက်လို့ပဲဖြစ်မလဲငါ့ညီမပညာရည်ရှိသေးတော့ဆိုဟုတ်တယ်ညီမလေးလည်းအဲ့လိုပဲပြောလိုက်တယ်ညီမလေးရဲ့ဝေးတင်ရလဲဒီနှစ်ပြီးပြီးဆိုတော့ ဘာဖြစ်ဖြစ်အကောင်းဆုံးဖြစ်လာတယ်လို့ပြောရမှာပေါ့။ဘာဖြစ်ဦးလေးနဲ့ဒေါ်လေးတို့အချိန်တွေကလည်းဒီတစ်လနှစ်လတွင်ပြောင်းရမှာ။စီယံငွေပိုင်းအောင်ယူပြီးလာပြီးနေတူရဲ့။အေးနင်းနင်းအဲ့တော့အဲ့တော့ကိုပြောမယ်နားထောင်နော်။အဲ့တော့ကိုဒီ၁ရက်၁၅ရက်တွင်ကိုစီစဉ်ကြည့်လိုက်မယ်လေညီမလေးနော်။အဆင်ပြေပြီဒီမှာအဆင်သင့်ဖြစ်ပြီဆိုတော့ညီမလေးရန်ကုန်လာခဲ့ပေါ့ဟုတ်လား။ဟင်။ဒါဆိုကိုကလာမခေါ်ဘူးလား။ညီမလေးပါတာညီမလေးလာရမှာလား။ ဩငါညမလည်းရန်ကုန်လာတာပဲကွာကိုအားရကိုကိုယ်တိုင်လာခေါ်မယ်လေညီမလေးမဟုတ်ဆိုညီမလေးကားနဲ့လာခဲ့ပေါ့ကိုရန်ကုန်မှာကားကြီးကနေစောင့်နေမှာပေါ့ရပါတယ်ရပါတယ်အဓိကညီမလေးနဲ့ကိုကိုမမညာအတူတူနေရဖို့ပဲကိုကို15ရက်တွင်တော့အေးပါ15ရက်မကြော်စရာစိတ်ချဒါဆိုညီမလေးဒေါ်လေးကိုပြောလိုက်တော့မယ်โอเค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 ဒါနဲ့တော့ကိုကို